တယောက်ယောက်ကိုနှစ်သက်နေပြီရချင်းနေပြီရှင်သိကြတယ်အဲ့ဒီလူရဲ့ကျွန်ဖြစ်တော့မှာဟုတ်တယ်မဟုတ်လားသူ့ကိုသဘောကျနေပြီဆိုရင်တော့အနည်းဆုံးတော့သူ့စိတ်တိုင်းကြောင့်ဦးဇင်းတို့နေပေးရတော့မှာလေပြောရရင်ကိုဘဝကိုတတိတိတဖွဲပေးလိုက်ရပြီဖဲ့ပေးလိုက်ရပြီအကုန်လုံးကိုယ့်စိတ်တိုင်းကြောင့်နေလို့မရတော့ကျွန်ဆိုတာသူ့ဘဝကိုသူမပိုင်ဘူးသူ့ဘဝကိုဇောပိုင်တယ်တခင်ကပိုင်တယ်ဟုတ်တယ်မဟုတ်လားရှိခေကကျွန်နေမှာလေ သခင်ကတက်ချင်းနဲ့တက်လို့ရတယ်ရောင်းချင်းနဲ့ရောင်းလို့ရတယ်တနေ့ကအစာမကျွေးဘဲနဲ့ပြစ်ထားမယ်ဆိုရင်လည်းပြစ်ထားလို့ရတယ်ကျွန်းဆိုတာသူ့ဘဝသူမပိုင်ဘူးသခင်ကပဲပိုင်တယ်အဲ့တော့လောဘဖြစ်ပြီဆိုရင်အဲ့ဒီလိုကိုယ့်ဘဝကိုကိုယ်မပိုင်တဲ့အနေအထားမျိုးကိုရောက်အောင်လောဘကလှုပ်လိုက်တာဒါကြောင့်လောဘဟာကျွန်းဖြစ်စေတတ်တယ်အဲ့ဒါကိုအပေါ်ယံလေးပြောတာနော်တယောက်ယောက်ကိုမျက်နှိုးနေပြီဆိုရင်အဲ့ဒါမဖြစ်တော့မလို့သူ့ကျွန်းဖြစ်တော့မယ်ဒါကအပေါ်ယံပြောတာတချို့ခွေးလေးတွေအောင်လေးတွေချစ်တယ်မဖြစ်တော့ ခွေးလေးတွေကြောင်လေးတွေကျွံဖြစ်တာနော်ဟာကိုကတော့ကိုကကိုကိုဒေးကြီးပေးပြီးတော့ဝယ်ထားတာဆိုပြီးတော့လူချမ်းသာရဲ့ဟိုပုံတရံနမိတ်အနေနဲ့တချို့ပြားကြတာလည်းရှိတယ်တကယ်တမ်းကဘာဖြစ်လဲရေချိုးပေးရတယ်ဆပြားတိုက်ပေးရတယ်အမေတချို့ခွေးကအရန်ကောင်းမှစားတာရှိသေးတယ်ဟုတ်လားအားလုံးလည်းသူ့အကြောင်းတရားနဲ့သူလာတာပေါ့လေထပ်ပြီးတော့ဦးဇင်းတို့လောဘဟာကျွံဖြစ်စေတတ်တယ်ဆိုတာကိုလေးလေးနက်နက်လည်းစဉ်းစားကြည့်ဖို့လိုတယ်ဆိုကြပါစို့လေးလေးနက်နက်လေးပြောကြည့်မယ်ဒါကြတော့ တခုခုရာကျင်နေပြီတခုခုဖြစ်ကျင်နေပြီဆိုရင်အဲ့ဒါမရမချင်းအဲ့ဒါမဖြစ်မချင်းဦးဇင်းတို့မှလုတ်ပြရမယ်တာဝန်ကြီးတခုရှိသွားတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီတာဝန်ကြီးကိုကိုယ်ပခုံးမော်ကိုဘယ်သူပြစ်တင်ပေးလိုက်တယ်လဲလောဘအတင်ပေးလိုက်တာနော်ဘယ်သူကမှမဖြစ်မနေလုတ်လို့ပြောတာမရှိဘူးကိုကဒါကိုရာကျင်ပြီဒါဖြစ်ကျင်ပြီဆိုရင်အဲ့ဒါမရမချင်းအဲ့ဒါမဖြစ်မချင်းကိုယ်မှလုတ်ပြရမယ်တာဝန်ကြီးကိုရှိသွားတယ်ဘယ်သူခိုင်းတာလဲလောဘခိုင်းတာ ဒါမဲ့တရားမတော်ဦးဇင်းတို့အတွက်အလွန်ကြီးမားတဲ့အမှားကဘာလဲဆိုတော့ဘယ်သူခိုင်းလို့ခိုင်းမှမသိတဲ့ကိစ္စလို့ဦးဇင်းထင်လောဘကခိုင်းလို့လုံးရတဲ့ကိစ္စကိုငါလုံးချင်လို့လုံးတာလို့လောဘကိုငါလို့ထင်နေတဲ့ကိစ္စတက္ကရာဒိဋ္ဌိပေါ့နော်ငါလုံးချင်လို့လုံးတာလို့ဆိုတော့ငါကငါဆိုတော့အပြစ်တင်လို့လည်းပြစ်တင်ခြင်းစိတ်လည်းမရှိတော့ဘူးလေလောဘကိုငါလို့ထင်